လာပါစနိုးပါဒီနေ့စနိုးတို့ရဲ့7 day challenge day 2လေးကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့စနိုးတို့ကပုံမှန်အတိုင်းပဲပထမနှစ်ခုက day 1ကလောက်ခဲ့တဲ့လိုမျိုးပဲပြန်လုပ်ကြမယ် အဲ့တော့ခန္ဓာကိုယ်လေးကိုတတောင်တတားလေးရထားမယ်လက်လေးကိုစန့်ထုတ်လိုက်မယ်ကိုကြိုက်တဲ့ direction တစ်ခုကိုဆက်ဝိုင်းလေးကိုတည်တည်လေးနဲ့မြန်မြန်လေးဝိုင်းမယ်စက္ကန့်30အဲ့လေးပြီးသွားရင် direction ပြောင်းမယ်တည်တည်လေးနဲ့မြန်မြန်လေးဝိုင်းမယ်စက္ကန့်30အဲ့ဒါလေးပြီးသွားပြီဆိုရင်ခြောက်ကလေးပူမယ်လက်လေးကပ်မယ်ချမ်ပင်ချက်လေးနော်ဒါလေးကိုပုံမှန်လေးပဲသွားကိုကနိုင်နေဆိုလို့ရှင်တော့မြန်မြန်လေးသွားဒါပေမဲ့10မိနစ်သွားမှာဆိုတော့ကိုရဲ့နှုံလေးကိုကိုနိုင်တဲ့နှုံလေးနဲ့ပဲစတိုင်လေးထိမြော့သွားဖို့နော် ။ဟိုစက္ကန့်30ကိုအမြင်ကြီးလောက်ပြီးတော့မှလေနောက်စက္ကန့်30ဟော်ဟဲဆိုင်နေမှာဆိုလို့လေတဲ့လား။ကိုနိုင်နဲ့နှုံးလေးကိုရှာပေါ့နော်အဲ့တိုင်းလေးလို့နှာခေါင်းနဲ့ပဲရှူမယ်နှာခေါင်းနဲ့ပဲရှူထုံးမယ်ခြေပြားလေးနဲ့ပဲခုန်ပေးမယ်ခေဒီနှစ်ခုပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ခုကမက်စီတက်မယ်လက်လေးကိုဆန်လိုက်မယ်ဒါလေးကကျတော့မလုပ်ဘူးတဲ့သူဆိုလို့ရှိရင်နည်းနည်းလေးခတ်လိုက်မယ်ရပါမယ်နော်သူကဒီ plan plan ကနေပြီးတော့တံတောင်းချလိုက်နောက်တစ်ဖက်ကလိုက်ချခဏကိုတစ်ခုလုံးတုံချောင်းလေးလို့တောင်းတာမယ်နော် ပင်လက်ကိုထိမယ် push push ချောင်းမယ်ချောင်းမယ်စမ်းထုံမယ်စမ်းထုံမယ်အဲ့ဒါလေးကို10မိနစ်လေးတိုင်မှာပေးပြီးတော့သွားပေးမယ်နော်ဒါမဲ့ဒါကကျတော့ကိုယ်စိတ်ထဲမှာလေအရင်ခတ်တယ်ထင်လို့ရှိရင်ဒူးလေးထိလိုက်ဒူးလေးထိပြီးတော့မှဒီလိုအမဒီလိုမဖြစ်စေနဲ့နော်ခဏကိုပေါ်ပိုင်းလေးကိုတဖြောင်းနဲ့တန်းနေအောင်ထိန်းလာမယ်ပြီးပခုံးအောင်တက်တက်လေးမှာလတ်ထားမယ်တထောင်လေးချမ်းမယ် ပြင်ပြန်ဆန်းထုတ်မယ်။ဒါမျိုးလေးတော့လုပ်ရတယ်။ဒါမဲ့ကိုကနိုင်နေဆိုလို့ရှိရင်တော့ဒူးလေးလွတ်ထားလို့ရှိရင်ပို့ပြီးတော့ထီရောက်တယ်။ဆိုတော့ဒါလေးကိုအရင်ဆန်းကြည့်လုံးဝလုံးဝမရဘူးဆိုတော့အမပဲဒူးလေးချပြီးတော့သွားမယ်နော်။အဲ့ဒါလေးက10မိနစ်လေးသွားပေးပါ။ဒါလေးပြီးတော့ရင်ပလန့်လေးထောက်လိုက်။ပလန့်လေးထောက်လိုက်ပြီးလက်တစ်ဖက်ကိုလွတ်မယ်။ပခုံးလေးကိုထိမယ်။ပြန်ချ။လက်တစ်ဖက်လွတ်မယ်ပခုံးထိမယ်။တော့အောင်ရှူထားမယ်။ပိုက်လေးညှစ်ထားမယ်။ခန္ဓာကိုယ်ကအရင်မလူးစေနဲ့။ခန္ဓာကိုယ်လေးကိုတောင့်ထားမယ်နော်။ ခါမျိုးလေးကို10မိနစ်လေးတိုင်းမှလေးပေးပြီးတော့ပေးပါအဲ့လေအကုန်လုံးပြီးသွားပြီဆိုလို့ရှိရင်ဒီဝန်တော့ကြ push up ကိုနိုင်ရနဲ့ထိုးတယ်လေအခုကကြာနိုင်ရနဲ့မဟုတ်ပဲနဲ့ကျမ်းမှာစံကြည့်ကြည့်အောင်နည်းနည်းလေးခက်လိုက်မယ်ဒါပေမဲ့ကိုယ့်ကို challenge လုပ်ကြည့်ရလာလိမ့်မယ်ဒါနှစ်ဖက်လေးရမခုံးကျဲလေးထားမယ်နော်ခြေပြားလေးထိထားမယ်ခဏကိုကအပေါ်ပိုင်းနဲ့လှုပ်ချောင်းလေးလို့တောင်းထားမယ်အင်မာလေးလည်းလုံးမထုတ်ထားနဲ့နော်လိုမျိုးလေးတစ်ဖြောင်းနဲ့ထားမယ် ဘိုင်ကိုညှင်းမယ်။နောက်ကိုအပေါ်ပိုင်းလေးကိုတင်းထားမယ်။ထိမ်းပြီးတောင်းဘေးမကားစစ်ကတ်ထားမယ်နော်။ထိမ်းပြီးချက်မယ်။ push လုပ်မယ်။တဝက်ပဲနိုင်တဝက်ပဲလုပ်။ချက်။ရန်စမ်းထုတ်နိုင်ပြီဆိုရင်ဒီကုလုံးကပ်မယ်။စမ်းထုတ်မယ်။မရသေးလဲဘာမှမဖြစ်ဘူး။ရသလောက်သွားမယ်နော်။၁၀ချိန်နှစ်ကြော့။ချက်မယ်။ push ။ချက်မယ်။ push ။ဖြည်းဖြည်းလေးလုပ်လိုက်ရတယ်။သူကလေအရင်ရိုးရိုးသေးသေးလေးပြန်တွန်းလို့တော့မရဘူး။ဒီလိုကြောက်သွားရင်မလား။အားနဲ့ဆောင်တွန်း။အဲ့ဒါမှပဲမြောက်မမောင်းမမြောက်ဘူး။ ။နောက်မျိုးလေးနော်။အလေးကို၁ချိန်နှစ်ခေါက်လေးသွားပေးပါ။ကဲအဲ့တော့ခုနကစနိုးပြတဲ့လေးချိန်ငန်းလေးရာကြတော့ကိုကနိုင်နေဆိုလို့ရှိရင်တစ်ခေါက်စီပဲလုပ်ပေါ့နော်။တစ်ခေါက်စီဆိုတာတစ်ကြောစီပဲလုပ်။အဲ့မဲ့ကိုကထပ်ပြီးတော့လုံနိုင်သေးတဲ့အားလဲကြံသေးတဲ့ပိုးလဲထျောက်ချင်တယ်ဆိုလို့ရှိရင်အဲ့ဒါလေးကိုသုံးချောလုပ်ပြရမှာပဲဖြစ်ပါတယ်။ငါးမျိုးတစ်ခါ၊ငါးမျိုးတစ်ခါ၊ငါးမျိုးတစ်ခါ။အဲ့တော့စုစုပေါင်းသုံးချောလုပ်ပြရမှာပဲဖြစ်ပါတယ်။ကဲအဲ့တော့ day 3လေးမှာပြန်ဆောင်ကြမယ်။တက်တာ။